တကြံတွင်းမှာအရက်သေးစားတောက်စပြီးတော့ကားမောင်းတာ မော်တော်ယာဉ်ကိုအလွန်ပြင်ဆင်မှုတွေလောက်တာတွေကိုရင်တိန်ရဲတပ်ဖွဲ့ကစောင့်ကြည့်ရေးယူသွားဖို့ရှိပါတယ်။အိမမမုံသတင်းပြပို့ထားပါတယ်ခင်ဗျာ။တကြံကာလအတွင်းမှာရှင်မောင်းသူတွေအနေနဲ့အရက်သေးစားတောက်ပြီးမောင်းနေတာမျိုးရှိမရှိကိုမြန်မာနိုင်ငံရှင်ထင်းရဲတပ်ဖွဲ့ကအရက်သေးစားတောက်စားထားခြင်းရှိမရှိအကိုဟောစမ်းသပ်ပစ္စည်းတွေနဲ့စမ်းသပ်မှုတွေလုပ်သွားမှာပါ။အယ်လ်ကိုဟောတက်စတာနဲ့တိုင်းတာတဲ့အခါမှာအဲလို300ဒသမ300ခေါ် เนาะထက်ကြော်လွန်ရင်တော့ကျွန်တော်တို့ဒါမြည့်တယ်လို့ကျွန်တော်တို့အမှန်တမ်းပါတကယ်မလို့လူတိုင်းလာလိုက်လို့เนาะဒါ3.3 3.9နဲ့ကြော်လွန်ရင်တော့ကျွန်တော်တို့ကဒါမတော်ရင်ခုခေရာကျွန်တော်ရေးယူပါမယ်เนาะ1964ခုနှစ်မတော်ရင်ဥပဒေပုံမှာ27ရာကျွန်တော်တို့တရားစွဲဆိုပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ် ဒီလိုရှင်မောင်းတွေရက်သေးစာတောက်စားထားရင်တော့1964မော်တော်ယာဉ်ဥပဒေပုံမှန်27ရာပညာပေးကာလမှာထောင်နဲ့6လနဲ့ငွေရန်ချမှတ်နိုင်ပြီးတော့ဒုတိယအကြိမ်ဆိုရင်ထောင်နဲ့တစ်နှစ်နဲ့ငွေရန်ချမှတ်နိုင်ပါတယ်။ဒါ့အပြင်တကြံကာလမှာ ရေပက်ကန်ထွက်မဲ့မော်တော်ယာဉ်တွေကိုအလွန်ကျွံပြုတ်ပြင်ပြီးလှဆင်မှုတွေလုပ်သွားရင်လည်းမော်တော်ယာဉ်ဥပဒေရအေးအေးယူသွားမှာဖြစ်ပါတယ်။ မော်ရင်မှာကတော့1964ခုနှစ်မော်ရင်ဥပဒေ1989ခုနှစ်မော်ရင်နီးဥပဒေမှာလည်းကျွန်တော်တို့ဒါအတိအကျပြဋ္ဌာန်းမှုဖြစ်ပါတယ်။ရှင်မှာကျွန်တော်တို့သတ်မှတ်ထားတဲ့တိဆောက်မှုနော်ငကုမူလစက်ယုံကနေပြီးတော့နော်ထွက်ရှိတဲ့တိဆောက်မှုအတိုင်းကိုပဲကျွန်တော်တို့ဒါထားရှိရမှာဖြစ်ပါတယ်။အဲ့ဒီတဲ့ကြော်လွန်ပြီးတော့ဒါဆောင်ရွက်မယ်ဆိုရင်တော့ကျွန်တော်တို့1900 64ခုနဲ့မော်တော်ယာဉ်ဥလီပုံမှား22အရာကျွန်တော်တို့ကအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရေထိုင်းရဲတပ်ဖွဲ့အနေနဲ့2015မဟာတကြံကာလအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းကရင်ထိုင်းရဲအင်အားအကုန်လုံးဒီပါအုံပြူသွားမှာဖြစ်ပြီးတော့ရင်ကြောပိတ်မှုတွေရင်မတော်တဆမှုတွေအတွက်အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုနိုင်ငံပိုင်သတင်းစာတွေကနေတဆင့်ထုတ်ပြန်သွားမှာပါ။အရင်နှစ်တကြံကာလ၄ရက်တာအတွင်းမှာရင်မတော်တဆမှု18မှုဖြစ်ပွားခဲ့ပြီးတော့ လူသေးမှုနှစ်ခုဖြစ်ပွားက6ဦးဒဏ်ရာရခဲ့တယ်လို့မြန်မာနိုင်ငံရင်ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။စမအီမမမမ